ထေရဝါဒကိုဘာလို့မြတ်လို့ရလဲပါဇက်ကထေရဝါဒထေရဝါဒပြောပြီးတော့ထေရဝါဒနဲ့မဆိုင်တာတွေကဘဝမှာတအားများတယ်ကိုယ့်ကိုစဉ်းစားဖို့တရားနာနည်းလို့ဝစီပိတ်တွေတားခစ်စားတာပဲဒါပိတ်ရှင်ပိတ်ဘယ်မှာမဟုတ်ဘူးဘုရဝါဒနဲ့တိဋ္ဌိဝါဒလို့ဘုရားရှင်တို့မြတ်ဖဲတဲ့စကားဓမ္မစီစကားမဟုတ်ဘုရားစကားမြတ်စွာဘုရားရှင်ပါဠိတော်မဟာဝါဝင်းနီးမဟာဝါပါဠိတော်ပဝါနာပဝါရณะခန္ဓာက အဖာတုံကြီးဝအိမေဘိကွေယံတို့သည်အဖာတုံကြီးဝမချမ်းသာတဲ့အရာကိုသာလည်းချမ်းသာတယ်လို့မှတ်တင်ကြကုန်၏ဟာဘုရားမြတ်စွာဘုရားဟောတာလေအော်ပါဠိကြီးတွေဖြစ်နေတယ်ဗျာမြန်မာလူတွေပြောကြတယ်ရတယ်ထိုကမြတ်စွာဘုရားသည်တပည့်တို့သည် တရားကိုယ်တော်လည်းဟောကွန်းတပည့်တို့ကသိက္ခာဘုကိုယ်တော်လည်းပညာကွန်းအကြောင်းနှမျိုးပြင်ယံတို့ကိုမေးတော်မူ၏ဟောတရားဟောဖို့အတွက်မေးရင်မေးတယ် သိက္ခာဘုပညာဘုမေးရင်မေးတယ်မေးလိုက်တဲ့အခါမှာသူတို့နေဝင်ထိုင်ဝင်ပြောတော့ယဟန်တို့တင်တို့သည်ခုနပြောတဲ့မချမ်းမမချမ်းမသာနော်မဲ့ဘုမတရားဟောခြင်းစကားပြောခြင်းသည်မဲ့ဘုနဲ့နီးရမယ်အရာကွာကိုစဉ်းစားဒီနေ့ဗမာပြည် ဒီတို့ဘယ်ကဒီတို့ကဗျာပြောဘယ် OCB ဆရာတော်ပြောမှာဘာလုပ်နေတာဒီတို့ကအဲ့ဒါဂုံယူလာလာပြောတာဒါပြောတဲ့ပုံကိုယ်တွေအာနာရှိတဲ့သူတွေပတ်စံရှိတဲ့လူတွေများတယ်ငွေကြီးနေတဲ့ပေါ်စာရှိမယ်ယာရုနေနဲ့ကြီးမယ်အဲ့ဒီပုံကိုယ်တွေလာတာပဲအဲသူကစကားဖယားတင်နေတယ်ဘာလုပ်နေတယ်ဟာဘယ်လိုတို့ကတော့ပြောတယ်လို့ပြောလိုက်တယ်တို့ကစကားပြောတယ်လို့တို့ကစကားပြောတယ်ဘာလို့ဆိုတော့မင်းဝန်ဆရာတော်ဗျာကြီးတရားဟောတယ်လို့မာဇီဆရာတော်ဗျာကြီးတရားဟောတယ်ဘိုးဆရာတော်ဗျာကြီးတရားဟောတယ်ဒါကိုကိုကြည်ညိုတဲ့ စံပြုတ်တယ်မာစီဆရာဘုရားဝစီမပိတ်ဘူးမိုးဆရာဘုရားမပိတ်ဘူးမင်းကိုဆရာတော်မပိတ်ဘူးအဲ့တော့ဒိုးလည်းမပိတ်ဘူးပြောတယ်ပြောမသေးသေးတီပြောမပြောလဲအဲ့တော့အေးကွာဆရာတော်ဒိုးရတော်လို့ဆရာတော်ဒီဘာပဲဆရာတော်အာဝါနဲ့တရားအောင်မပိတ်ဘူးလို့ပြောတယ်ဘယ်တော့မှမပိတ်ခဲ့ဘူးပြောတယ်တတလုံးမပိတ်ဘူးလို့ပြောတယ်ပြီးတော့မိုးဆရာတော်ဘုရားကြီးဟောတယ်ပြန်လုံးဝင်ဟောသွားတယ်တောင်မြို့မှာကတော့ဆရာတော်ဘုရားပြောတယ်မင်းကိုဆရာတော်ဟောတယ်မာစီဆရာတော်ဟောတယ်တို့ပြောတယ်မပိတ်ဘူးအဲ့လိုမျိုး အရိယာနံသူတော်စင်ဆရာတော်ဘုရားတွေမပိတ်တာမပိတ်ဘူးဝဒီမပိတ်ဘူးအဲ့ဆရာတော်ဘုရားတွေကနမပိတ်ဘူးဒီနေ့ပါကျုပ်ဆရာတော်ဘုရားလည်းမပိတ်ဘူးသူဟောနေတယ်မပိတ်ဘူးအသက်80ကျော်ကြီးဟောနေတော့မယ်မပိတ်ဘူးအဲ့တော့မြတ်စွာဘုရားရှင်ကမိန်ရန်တို့မက်ပုံမအချီနီတဲ့ဟောတာကြီးဝစီပိတ်ချင်းကိုမက်ပုံမအချီနီတဲ့တစ်ချက်မှတ်မချမ်းသာပဲချမ်းသာတဲ့အောင်နေတယ်တဲ့ဟောလာပြီနှစ်ချက် အမှတ်ပြီးဒီပါဠိမြန်မာတိုင်းထိုကမြတ်စွာဘုရားသခင်ယံတို့ကိုမိန်တော်မူယံတို့ဤမဲ့ဖို့မှအချိနိဖြစ်သောယောက်ျားတို့သည်မချမ်းသာပဲနေကုန်လေချမ်းသာစွာနေကုန်ဤဟုဝင်ခံကုန်ပြီ။ဟောဒါပေမဲ့ဖို့မှအချိနိဖြစ်တဲ့တဲ့ဝစီပိရှင်သည်မဲ့ဖို့မှအချိနိဖြစ်နှစ်မချမ်းသာပဲနဲ့ချမ်းသာရောင်ဆောင်ပြီးနေတယ်။မချမ်းသာပဲနဲ့ချမ်းသာတကဲ့သို့နေတယ်ပြီးသွားပြီ။သုံးနည်းနည်းကြံ့သွားပြီဗျာ sorry ပဲဗျာ။ဖះစကားတိုင်းပြောတာပါနည်းနည်းကြံ့သွားပြီ။သုံး နွားတို့နေခြင်းကဲသို့နေတယ်နဲ့များပါအဲ့ဒါဘုရားဟောတယ်ပါဠိတော်စတ္တသင်္ကန်နာကဘာသာပြန်တဲ့အတိုင်းပြောပါတယ်တိမဲ့ဘုံမှာအခြေအနေဖြစ်တယ်နည်းနည်းတတ်တတ်တတ်ပြောလိုက်တယ်နှိမချမ်းသာပဲချမ်းသာအောင်နေတယ်သုံးနွားတို့နေခြင်းကဲသို့နေကုန်လည်းရဟာလာပြီဟာနဲ့များသွားပြီလေးစိတ်တို့နေခြင်းကဲသို့နေလည်းရအနဲ့များသွားပြီနဲ့များသွားပြီနဲ့များသွားပြီနော်အဖက်ဘုရားရှင်စကလုံးဆရာတို့တို့တာပြောရင်ခဲနေဝင်ထုံမှာပေါ့ပြီးသွားပြီ ငါတိတ်တိတို့ရဲ့အယူဝါဒကဲသို့အတကဲသို့နေတယ်ဆိုတော့ဘီသွားပြီ။ဒါတိတ်တိဝစီပိတ်တာတိတ်တိတို့ရဲ့အကျင့်မက်ဖို့နဲ့ဗလာမချမ်းသာပဲချမ်းသာညုံဆောင်တဲ့နွားတို့ရဲ့အကျင့်စိတ်တို့ရဲ့အကျင့်ပါဠိတော်မာဝါပါဠိတော်မြန်မာပြန်ပြီးသွားပြီ။ပြီးသွားပြီ။ဘာမှမပြီးပြီးသွားပြီ။ကဲသွားရင်သွား။လွတ်ချင်လို့။ရှေ့လုံးလုံးရတယ်ကိုယ်ဝယ်ရတယ်။ထေရဝါဒအပြင်ကမလုံးနိုင်ပြုတ်လို့။ကွာကိုကြိုက်တယ်ကိုလုံးဝရှိတယ်။သို့တော်လေထေရဝါဒအဲထေရဝါဒ သာသနာတော်တွေကလို့တော့မပြောနဲ့အဲ့လိုတော့မပြောနဲ့ဟုတ်တယ်နော်တော်တယ်ပြောနဲ့ဒါရှင်းရင်းလေးဟိုတို့ပြောတာကအဲ့ဒါလောက်တော့မားတယ်မှန်တယ်ပြောမလို့တော့မင်းတို့ကိုယ့်အဆုံးပဲဟိုစဉ်အရှင်မရတော့ဟိုစဉ်ဘေးကချမ်းသာနေသေးတယ်ကားတွေဆိုအကောင်းသားကြီးတွေဟုတ်တယ်လားငါတို့ကပြောတာကားရှိရင်ရှိမယ်ကိုယ်ဝယ်သူရှိရင်လည်းရှိလိမ့်မယ်အစရတဲ့ဒေဝရက်လည်းကိုယ်ဝယ်သူတပုံကြီးပဲဒီမဲ့ဘာသာမှာလည်းရှိနေတာပဲထေရဝါဒရဲ့အပြင်တော့ဖြစ်တယ်ပြောတာအခုတစ်ဖះရှင်ရဲ့စကားကောက်ချက်ချပြီး မဲ့ဘုံမှာအချင်းကြီးဖြစ်တယ်သူတို့နေဖို့ထိုင်ဖို့ပြောတာနှစ်မချမ်းသာပဲနဲ့ချမ်းသာရအောင်ဆောင်နေတယ်သုံးနွားတို့ရဲ့နေခြင်းကဲ့သို့နေတာစိတ်တို့ရဲ့လေးစိတ်တို့ရဲ့နေခြင်းကဲ့သို့နေတာငါတိတ်တိတို့ရဲ့အကျင့်သာဖြစ်တယ်ငါကျက်တော်ပြီပါဠိတော်အဲ့ဒါဟုတ်ပြီနော်ယန်းတို့အဘဲကြောင့်တိတ်တိတို့ရဲ့စောက်တရတော်အကျင့်ကိုကျင့်တယ်လေလို့ပါဠိတော်ကဒီလိုလာပါတယ်ပါဠိတော်ကလာတဲ့အချိန်ပြောတာပါနော်အာဖာတုန်ကြီးကမချမ်းသာပဲချမ်းသာအောင်နေတယ် เนาะနောက်တကမောကပုရိသမက်ဘဝအချင်းကြီးဖြစ်တယ်ဟောဒါပြီးသွားပြီပတုတံဝါသင်္ကြီးဝနွားတွေလို့နေတယ်ဧလကတံဝါသင်္ကြီးဝစိတ်တွေတိုးတွေလို့နေတယ်ဟာဒါမြတ်စွာဘုရားတိဋ္ဌိရဲ့တမာဒဏံတမာရိသတိဋ္ဌိတွေရဲ့အကျင့်ဖြစ်တယ်ငါဘုရားမကျင့်ဘူးဖြစ်ပြီးသွားတယ်